တခါတရံကြတော့တခါမှမမြင်ဘူးတဲ့ပုံကိုပဲဖြစ်စီတွေးလိုက်တာနဲ့ခင်မြင်သွားတဲ့ပုံကိုမျိုးလည်းရှိတယ်။ဒါအကြောင်းမဲ့ဖြစ်တာမဟုတ်ဘူး။ဒီခါလေးလေးကိုယ်နဲ့လည်းတခါမှမတွေ့ဘူးတွေ့တွေ့ချင်းအဲ့ဒီပုံကိုခင်သွားတဲ့စိတ်ကနော်ကိုယ်ကိုစဉ်းစားကြည့်ကိုကြုံဘူးလားမကြုံဘူးလားကိုယ့်အကိုကြည့်နော်လူတကာနှောက်ခမ်းစုနေတော့ဖြစ်မှာမဟုတ်ဘူး။အဲတချို့ကြတော့ရှိရင် ့ကသူနေတာပဲကိုယ်နဲ့လည်းမအောင်ဆန်မြင်တာနဲ့အမြင်ကတ်တဲ့ပုံကိုယ်လည်းရှိတယ်နော်မြင်လိုက်တာနဲ့အမြင်ကတ်နေတဲ့ပုံကိုယ်လည်းရှိတယ်အဲ့ဒါတွေကရှုပ်ဝက်တဲ့အတိတ်အကြောင်းအရာတွေရှိနေတယ်ဆိုတာသတိထားဖို့သူကသူဖြစ်တာမဟုတ်ဘူးနော်မတိစိတ်ကဆိုအားဆိုလေးပြောမယ်ဆိုရင်ခုခေတ်စကားနဲ့ပြောမတိစိတ်ကလှုံ့ဆော်ပေးနေတယ်ခါတလေအလိုလိုမဟုတ်ဘူးအဲ့လူမြင်တာနဲ့မဟုတ်အဲ့ဒါ အတိတ်ကတန်တရာက အမုန်းတွေကလည်းပါလာတတ်တယ်တန်တရာကမေတ္တာတွေကလည်းပါလာတတ်တယ်ဒါကြောင့်မို့တုံးနဲ့တူခင်းနေမင်းနေဆိုတဲ့နေရာမှာပုပ်ဝေဝတန်လေးဝဒေနပစ္စပန္နဟိတေနဝါဆိုရသမြာအကြောင်းတစ်ခုရှားပြထားတယ်အတိတ်တုန်းကတူတူနေခဲ့တယ်ခင်းခင်းမင်းမင်းနေခဲ့တဲ့ပုဂ္ဂိုလ်တွေကဒီဘဝမှာမြင်လိုက်တဲ့ခင်းမင်းနေပစ္စပန္နဟိတ ဘူးနဲ့တူကူညီမှုတွေလက်ရှိဘဝမှာမေတ္တာတက်ဝင်ခုခေတ်မှာအသိဖြစ်တဲ့ဆိုလို့ရှိရင်လည်းခင်မင်မှုတွေဖြစ်တယ်။အဲ့ဒါလိုပဲအတိတ်ဘဝတော့ကရံဖြစ်ခဲ့ဘူးတယ်ဆိုတဲ့ပုံပေါ်ဒီဘဝလည်းပဲရံညှိုးဖြစ်နေတော့မြတ်စွာဘုရားနဲ့ဒီဝရပဲကြည့်ဒီဝရရဲ့စိတ်ထဲမှာမြတ်စွာဘုရားပေါ်မှာကြည့်မရအလိုလိုမုန်းနေတယ်တန်တရာကအမုန်းလို့ခေါ်တယ် မြတ်စွာဘုရားကတော့ငကိုတဲ့အတုကိုတိခန့်တယ်ခွင့်လွှတ်တယ်။တိခန့်ခွင့်လွှတ်ထားသည့်အတွက်ကြောင့်မြတ်စွာဘုရားကတော့ဒေဝရတ်ကိုမုန်းနေဆွစိတ်မရှိဘူး။မရှိလို့ပဲသင်္ကန်းတွေပဲဝုတ်ပေးထားတယ်။သူနမတော်ယူထားလိုက်သေးတယ်။မုန်းလို့တော့မဟုတ်တော့ဘူးเนาะ။အဲ့တော့ဒေဝတန်ကသာတစ်ဖက်သက်မုန်းနေတာ။နောက်ဆုံးကြမှာအမုန်းဟာဖြေလျော့ပြီးတော့နောက်ဆုံးမှာမြေမြိုတဲ့အချိန်ကြမှာမြတ်စွာဘုရားကိုကြောက်သွားတယ် မုံနေခြင်းသာအမျက်တော်ဖြစ်စွာအဲ့ဒီမှာပဲเนาะသူရဲ့အမျက်တော်သားတွေကအဲ့ဒီအချိန်မှာအမုံနေကုန်ဆုံးသွားတယ်တန်တရာကမုံစလာအလွန်ကြောက်စရာအောင်နေဒါကြောင့်မို့ဒီဘဝမှာမုံတဲ့လူမရှိအောင်တတိထားနေကြပါဘုံတဲ့လူရှိစေနဲ့ရှိလို့ရှိရင်တန်တရာကမုံဖြစ်သွားလိမ့်မယ်မတဲတဲ့လူမရှိစေနဲ့မတဲတဲ့လူရှိလို့ရှိရင်ဥပိ္ပခါကိုကျင့်သုံးနိုင်မေ့ထားလိုက်เนาะ မိသားလိုက်သူလောက်တာတွေပေါ်မှာတောင်းနှွေးနှွေးလုံနေခက်တာကတန်ရောစင်ဆိုတာလူတွေကထင်းနေကြတာတဏပဲတန်ရောစင်လို့ထင်းနေတာအမုန်းကလည်းတန်ရောစင်ပဲအမုန်းတန်ရောစင်စဉ်းစားကြည့်လေကိုမုန်းတဲ့လူခဏခဏတတိယဟုတ်လားလူတွေကထင်တာကိုချစ်တဲ့လူပဲတတိယတယ်လို့ထင်တာမဲမုန်းတဲ့လူလည်းတတိယတာပဲအမုန်းတဲ့တတိယတာလေးသူချာ တော့တကယ်ကတော့တန်ရောစင်က10မျိုးရှိတာဟုတ်အဲ့10မျိုးထဲမှာပဋိကတန်ရောစင်ဆိုဒေါသနဲ့ဖြစ်တဲ့တန်ရောစင်တူဘယ်တန်ရောစင်ဖြစ်ဖြစ်ကောင်းကျိုးချမ်းသာမပေးဘူးတဲ့ဒါကြောင့်ဝိတ္တိထားပြီးတော့ရှင်ကျင်ရမှာဖြစ်တယ်ဝါဒနာနဲ့ဆရိုင်ဆိုးဆိုတဲ့နေရာမှာခုလိုတည်ရတဲ့ဘဝမှာမကောင်းတဲ့ဝါဒနာတွေရှိဝါဒနာကိုမတားနိုင်လို့တော့မလုံနဲ့တားတဲ့တားရမယ်ဒီလိုဖြစ်ရမှာ မကောင်းတဲ့ဝါသနာဆိုရင်ဆက်ပြီးတော့မလုပ်နိုင်နဲ့လုပ်ရင်ဝါသနာတချို့ကလေဝါသနာပါလို့လုပ်တယ်ဆိုကောင်းတာဝါသနာပါရင်တော့တော်ရတယ်မကောင်းတာဝါသနာပါနေဘယ်လိုလုပ်အဲ့တော့ကောင်းမကောင်းကိုပါတဲ့ဝါသနာဒီသူများကိုထိခိုက်သလားကိုအကျိုးထိခိုက်သလားဆိုတာဆုံးနေတဲ့ဆုံးပြီးတော့ဝါသနာကိုဖျောက်တဲ့နာဖျောက်ကောင်းတဲ့ဝါသနာတွေနဲ့အစားထိုးပြီးတော့မကောင်းတာကိုဖယ်ရှားပြရအောင် ဝါသနာဆိုတဲ့ခေါင်းယိုးကြီးကျိုးနေလို့ကတော့မဖြစ်ဘူးတဲ့เนาะမကောင်းတဲ့အလေးချင်းတွေကိုသိတဲ့ဘဝမှာပြင် ပြင် မပြင်လို့ရှိရင်နောက်ဘဝဆက်ပါနေဦးမှာပဲရှင်ပြိလိန်တဲ့ဝိဆာဆိုတာမကောင်းတဲ့နှုတ်ကြီးကျိုးနေတာလေခုမှကျိုးတာမဟုတ်ဘူးသူကအတိတ်ဘဝကဘဝပေါင်း500တထောင်ဒီလိုဖြစ်လာနေတာလူမြင်လို့ရှိရင်မယုံပါလို့ခေါ်လို့သူကเนาะလူကိုချွတ်ချွတ်တာတာမပြောတော့ဘူးဖုံးလောက်တယ် စကိုင်းနယ်မှာတောရွာဘုံကြီးကြီးတစ်ပါးရှိတယ်။အဲ့ဒီဘုံကြီးကြီးနေကတွေ့လို့ရှိရင်သူနှုတ်ဆက်တာခြေစံဘယ်တော့မှချွေချွေတတ်တတ်နှုတ်ဆက်ဘူးဆဲပြီးနှုတ်ဆက်တယ်။တော့ဟောက်ကောင်ကြီးမသေးသေးဘူးလားဆိုတာဒီအဲ့ဒါနှုတ်ဆက်တာလေနေကောင်းလာလို့မနှုတ်ဆက်ဘူးဆဲပြီးတော့နှုတ်ဆက်အဲ့ဒါလိုလည်းမဖြစ်စေချင်တဲ့ဝါသနာကိုကအဲ့ဒီတိုင်းနော်အဲ့ဒါလိုအဲ့ဒါလိုမဖြစ်စေဘူး ကောင်းမြတ်တဲ့ဝါသနာတွေကောင်းမြတ်တဲ့အလေးထားတွေကိုယ်တဏ္ဏမှာလေ့ကျင့်မွေးမြူကြရအောင်ဖြစ်တယ်။အေးမြတ်ဗုဒ္ဓရဲ့အဆုံးအမနဲ့အညီချမ်းသာဒုက္ခကိုရှာတယ်ဆိုတော့ဘာနဲ့ရှာရမှာလဲ။ဘာနဲ့ရှာရမှာလဲလို့ဆိုရင်မြတ်စွာဘုရားကဒုက္ခပုံညတ္တဥစ္စေယောကုသိုလ်ကောင်းမှုတွေစုဆောင်ပြီးချမ်းသာပါတယ်လို့ခေါ်တော့ကုသိုလ်ကောင်းမှုနဲ့ချမ်းမော။ခုနကပြောသလို တရားတွေကိုညှင်းဆဲပြီးတော့ချမ်းသာဒုက္ခကိုမရှာနဲ့သူများဒုက္ခရောက်အောင်လုပ်ပြီးတော့ချမ်းသာဒုက္ခကိုမရှာနဲ့ဆိုရင်ဒီအတွေ့အခေါ်မြတ်စွာဘုရားရဲ့အဆုံးအမလေးမိမိရဲ့ရင်ထဲနှလုံးထဲမှာဆွဲသွားအောင်မှတ်ထားနောက်ဘဝလည်းပြတော့မှသူများမျက်ရည်ကြောင်းလုပ်ပြီးချမ်းသာတာသူများဒုက္ခရောက်အောင်လုပ်ပြီးမှချမ်းသာတာမျိုးဒါမျိုးတွေမဖြစ်တဲ့ဘူးဒီလိုဆိုတာ အများကိုကောင်းကျိုးချမ်းသာဖြစ်စေပြီးတော့ကိုယ်ချမ်းသာဒုက္ခရအောင်ကြိုးစားတို့နောင်နာဝဲရာဆိုတာတောင်မှပဲကြည့်နေပစ္စည်းကိုမမကန်ကန်ရောင်းတယ်မမကန်ကန်ပေးတယ်တရားတမှုပေးတယ်ဆိုဝဲတဲ့လူနဲ့ချစ်စိတ်ချမ်းသာကိုယ်နဲ့စိတ်ချမ်းသာကောင်းတဲ့နေနဲ့ရှိပါရှာအဲ့လိုပုံကိုယ်တွေလည်းအများကြီးရှိပါမရှိဘူးမဟုတ်ရှိဘူးတရားသဖြင့်ရှိပါရှာတော့ ရသွားတဲ့ပုဂ္ဂိုလ်ဟာလည်းစိတ်ချမ်းသာမှုရှိတယ်။အဲ့ဒီလိုလုပ်ရဘူး။ဝယ်သူရောရောင်းသူရောမြစ်ပတ်တဲ့စိတ်တော့မထားရဘူး။တခါတရံရင်ရောင်းတဲ့သူကစိတ်ကောင်းရှိတော့လဲဝယ်တဲ့သူကစိတ်ကောင်းမရှိတာလည်းရှိခံသေးတယ်။ဒါတော့မင်းကောင်းရင်ငါမဆိုးပါဘူးလို့မပြောနဲ့။မင်းမကောင်းရင်ငါမဆိုးပါဘူး။ ောင်းကောင်းမကောင်းကောင်းကိုလည်းဆိုင်ကိုကောင်းလို့ပဲဆွေးစိတ်တယ်ကိုထားမြတ်စွာဘုရားဟောတဲ့သံလေခတုတ်တံမှာအဲ့ဒီတိုင်းပဲမြတ်စွာဘုရား तू ကောင်းကောင်းမကောင်းကောင်းငါကောင်းမယ် तू မကောင်းတဲ့ငါလည်းဘာမှမဆိုင်အဲကိုခေလူတွေကတော့အဲ့လိုမဟုတ်ဘူးနော်မင်းကောင်းရင်ငါမဆိုးပါမင်းဆိုးလို့ငါဆိုးတယ်ပေါ့အထင်ပဲနော်ပြီးတော့ချိန်ချောက်တဲ့စကားလေးကပါသေးတယ် တီခံတယ်ဆိုတာအတိုင်းတာရှိတယ်နော်တဲ့အကုန်တိမ်ခံမှုဆိုတဲ့အနေနဲ့ချင်းချောက်လိုက်သေးတယ်နော်ဒါအဲ့ဒါတွေကမှန်ကန်မှုမရှိဘူးမှန်ကန်မှုမရှိဘူးတီခံတယ်ဆိုတာကအတိုင်းတာမထားဘူးဒီလိုပြောမှပဲပုံပြီးတဘာဝကြနော်တီခံတယ်ဆိုတဲ့သဘောမှမအကန့်တမထားဘူးခံပါပဲတီခံပါပဲဒီလိုထားရအောင် မင်းကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေငါကောင်းမယ်ဆိုတဲ့စိတ်ဓာတ်ကိုပြီးပြီးပါဒီလိုဖြစ်ရအေးဒါကြောင့်မို့ရဘုရားရဲ့အဆုံးအမနဲ့ချမ်းသာဒုက္ခကိုရှာတယ်လို့ဆိုဘုလိုကောင်းမှုလုပ်ပြီးတော့ချမ်းသာဒုက္ခကိုရှာတယ်မေတ္တာနဲ့ချမ်းသာဒုက္ခကိုရှာမယ်ကရုဏာနဲ့ချမ်းသာဒုက္ခကိုရှာမယ်ဘုဒ္ဓတာနဲ့ချမ်းသာဒုက္ခကိုရှာမယ်ကောင်းမြတ်တဲ့သဘာဝတရားတွေနဲ့ချမ်းသာဒုက္ခကိုရှာရင်မိမိလုပ်တဲ့လုပ်ရဟာတစ်ဖက်သားကိုလည်းမချိခိုင်းဘူး ကိုလည်းမထိခိုက်ဘူးသူတို့အားကိုလည်းမထိခိုက်ဘူးမထိခိုက်သည့်အတွက်ကြောင့်သူလည်းချမ်းသာကိုလည်းဝမ်းသာဟောနှစ်ခုသူလည်းချမ်းသာကိုလည်းချမ်းသာအဲ့ဒါလိုနှီးမျိုးဖြစ်အောင်ဘုန်းကြီးတို့တွေကြိုးစားခြင်းဟာဗျာဘုရားရဲ့အဆုံးအမနဲ့ဒီချမ်းသာတို့ကိုရှာခြင်းပဲဒီလိုဆိုလောကမှာလူတွေဟာကိုယ်ဆင်းရဲမှကြောက်လို့တပည့်သားပါဖြစ်ဖြစ်ဆိုတဲ့စိတ်ဓာတ်တွေမွေးတာမှန်ကားတော့ စဉ်းစားလိုက်မယ်ဆိုရင်ဒီနိုင်ရှင်လေးလာကြည့်မယ်ဆိုလို့ရှိရင်အော်သူလည်းချမ်းသာ